Miss Universe 2024 Victoria အနေနဲ့ဒီ Mr. Nawan နဲ့အတူတွဲပြီးတော့ပုံနေတက်တာမျိုးမရှိဘူးပေါ့နော်မရှိသလောက်ရှားတယ်ဒါကတော့ဘာကြောင့်လဲဆိုတော့အဖေကရှင်းတယ် Mr. Nawan ရဲ့အကြံဉာဏ်ကိုသူတို့တွေသိကြတဲ့အတွက်ကြောင့်အခုလိုမျိုးဖဲခွာနေတာဖြစ်တယ် Mr. Nawan ရဲ့အကြံဉာဏ်ကဘာလဲဆိုတော့သူကသူ့ရဲ့ပုံရိပ်ကိုမြင့်တင်ဖို့ကြိုးစားတာမြင့်တင်ဖို့ကြိုးစားတဲ့အခါမှာလဲသူ့ရဲ့စိတ်ထုတ်ထားတဲ့ကိုယ်ပိုင်လုံလဝေးရအားထုတ်မှုတွေ အေကအပြင်ပေါ့နော်အခုကဘယ်လိုလဲဆိုတော့သူ့ရဲ့မကောင်းချောင်းတွေကလည်းလူတွေသိနေပြီပြီးရင်သူ image ကိုဒီထက်ပို့ပြီးလို့လိုချင်တဲ့ပုံပဲအဲ့ခါကျတော့ဒီထက်ပို့ပြီးသူ့ထက်ပို့ပြီး reputation ကောင်းတဲ့ပုံရိပ်ကောင်းတဲ့လူတွေရဲ့ဘေးနားကနေကတ်ပြီးတော့သူ့ရဲ့ပုံရိပ်ကို Mr. Nawak ကသူ့ရဲ့ပုံရိပ်ကိုမြင့်တယ်မှုစူးစမ်းတယ်အဲ့ဒါကိုတခြားလူတွေကသိတယ်ဆိုတော့ဒါကြောင့်မလဲအသုံးချခံအဖြစ် ဖြစ်စေဘန်းနဲ့သူတို့ကအခုလိုမျိုးချောင်ဖယ်နေတာဖြစ်တယ်တကယ်တကယ်ဆိုရင်ဒါက Miss Universe ပွဲပေါ့နော်ဆိုတော့အာမေ Miss Universe 2024အနေနဲ့ဓာတ်ပုံရိုက်တယ်ဆိုလို့ရှိရင်သူတို့က Miss Universe owner တွေ organizer တွေ PNOD director တွေ CEO တွေနဲ့ပဲရိုက်ရမှာပေါ့ Mr. Nawaz ဆိုတာကဒါဒီ ancient သားသားပဲရှိရယ်ပေါ့နော်ဆိုတော့ဒါကြောင့်သူတို့အတုံးချခံမဖြစ်ဖို့အတွက်အခုလိုမျိုးလုပ်နေတာဖြစ်တယ်